ငရဲတွင်ပောက်ကရအကြောင်းပြချက်တွင်နဲ့တပြည်လုံးရဲ့ဆန္ဒတွေကိုမတိန်ကျင်ပြီးအာနာသိမ့်လိုက်တော့ကျမ်းမာရေးဝန်ထမ်းတွေဟာစီတီယန်လှုပ်လိုက်ကြတယ်။အဲ့ဒါကိုညှို့တေးထားပြီးဆရာဝန်တွေသူနာပြုတွေကိုဖမ်းဆီးညှဉ်းပန်းတပ်ဖြတ်ထောင်ချတယ်။နောက်အဲ့ဒီလောက်နဲ့မကျေနပ်နိုင်သေးပဲပုတ်ကလေးကဆေးရုံဆေးကန်းတွေကိုပြဿနာရှာပြီးပိတ်ပစ်တယ်။အဲ့ဒီလုံးနဲ့ကျမ်းမာရေးစနစ်ကြီးတစ်ခုလုံးပျက်စီးသွားချိန်မှာအေယာမငလျင်ကြီးဖြစ်ပေါ်လာတယ်။ လူတွေကအဆောက်အုံအပြိုပြက်တွေအောက်တမဟုတ်ချင်းရောက်သွားတယ်။ချက်ချင်းကယ်တင်နိုင်တဲ့အရင်းမြစ်ဘာမှမရှိဘူး။စိတ်စေတနာလည်းမရှိဘူး။ကိုဗစ်တုန်းကအောက်ဆီဂျင်ပိုက်တွေဆွဲဖြုတ်တဲ့ကောင်တွေအောက်မှာဘာကူမှမျှော်လင့်လို့မရဘူးဆိုတာသိနေတော့လူတွေဟာစိတ်ချောက်ချမှုရောစိတ်တက်ကြမှုရောတပြိုင်နက်ခံစားကြရတယ်။အပြက်ပုံအောက်ကအတန်တွေကြားနေရတယ်။ကဲမဲ့သူမရှိ။ပရိဟိတသမားအများစုကလည်းတော်လန်ကြီးတဲ့ရောက်သွားတယ်လို့ပရိဟိတအဖွဲ့တွေကလည်းအာနာသိမ့်ပြီးနောက် နှိတ်ကုတ်ဖြက်စီးထားတယ်။လူငယ်လူရွယ်မှန်သမျှတော်လိုင်းဤတာဝန်ထမ်းနေရ။နိုင်ငံသားထွက်ကုန်ကြစစ်မှုထမ်းဥပဒေနဲ့စစ်တပ်တဲရောက်နေကြလို့ကဲဆယ်မဲ့သူရှားတယ်။ကဲမဲ့သူရှိပြန်တော့လဲကဲစရာပစ္စည်းမရှိရန်ရာမရှိကဲချိန်ရပေမဲ့ကိုမိသားစုဝင်တွေဆွေမျိုးမိတ်ဆွေတွေတေမာကိုဒီတိုင်းရက်ကြည်ထိုင်ကြည့်နေကြရ။ထိခိုက်ဒဏ်ရာရသူတွေကများဆရာဝန်အားကနေတော့ဆေးရုံမှာဘယ်သူမှပါမလုံမပေးနိုင်ပဲတယောက်ငရေတယောက်ကြည့်နေရ။ ို့အတုပါနဲ့ကိုဘာလို့လို့ဘာလို့ရမှမသိဖြစ်နေကြအာနာစသိန်းကလေးကစည်ရည်အမြင်တစ်ခုတည်းနဲ့ကြည်ပြီးဖြိုဖြက်ပစ်လိုက်တဲ့တိုက်အိမ်ပေါင်းဆိုတာလဲတောင်းချီနေပြီလေပုံကျဲလက်နဲ့ကြည့်နေပစ်ဖြိုးမိတိုက်ထားတဲ့အိမ်ပေါင်းကလည်းတိမ့်ချီနေတဲ့ကြားအခုငလျင်တန်နဲ့တိုက်အိမ်ပေါင်းမြောက်များစွာထပ်ပျက်စီးဒီထဲမှာတံပိုးမဖြတ်နိုင်တဲ့ယင်ကျေးမှုကပစ္စည်းတွေရောပါကုန်နေဒီထဲမှာတံပိုးမဖြတ်နိုင်တဲ့ယင်ကျေးမှုပစ္စည်းတွေလည်းပါကုန်နေရှေးအောင်ကြောင်းကံဖျားတွေဖျားเจ้าတွေပလီတွေပြိုပြက်ကုန်တာလဲ ကိုဆင်းရဲစိတ်ဆင်းရဲမှုအပေါ်ယဉ်ကျေးမှုဆင်းရဲပါထပ်ဆင်လာတယ်။အများစုကဆင်းရဲကြက်တဲလာပြီ။သူတစ်ပါးအကူအညီမလိုအောင်ရပ်နိုင်ဖို့ခက်တထက်ခက်လာပြီးအလောက်ကံတွေပါဒစစပြတ်သုံးလာတဲ့အချိန်မှာမိမလာလို့တုံးရီတောက်ရီခက်ခဲမှုကလည်းဆင်းရဲမှုကိုထပ်ဆင်လာတယ်။တစ်ဖက်ကလည်းမတရားဆင်မှုထံဥပဒေကလူတွေကိုစိုးရိမ်ပူပန်မှုတွေနဲ့အချိန်ပြည့်ဖိအားပေးနှိပ်စက်လာတယ်။အခုကရေတောက်ရဖို့တောင်ခက်လာတဲ့အနေအထားမင်းအောင်လန်ကကယ်ဆယ်ဖို့မလုပ်ဘဲ ဲ့ဒီအနိဋ္ဌာယုံနဲ့ပြည်သူဒုက္ခကိုထိုးပြပြီးနိုင်ငံတကာကအကူအညီတွေကိုရယူဖို့ကြိုးစားနေတယ်။ပြည်ရင်စစ်အုပ်စုလုပ်နေကြတဲ့အတိုင်းအဲ့ဒီအကူအညီတွေကိုပြည်သူတွေကိုစစ်မဲ့ပြုရမှာအသုံးပြုမယ်။တပါးတဲ့နိုင်ငံတကာနဲ့ဆက်ဆံရေးတိဆောက်မယ်မင်းအောင်လှိုင်နဲ့စစ်အုပ်စုရဲ့စိတ်ကူးကြည့်ပေါ်တော်ခက်ခဲတဲ့ရုပ်ကမ်းမှုကြမ်းတမ်းမှုညှဉ်းပန်းမှုနှိပ်စက်မှုကလေးတငယ်နဲ့အဖိုးအဖွားတွေကိုတတ်ဖြတ်မှုအနိုင်ကျင့် ခိုးဝက်လူရက်မှုအနှုတ်ချမ်းစီမှုချင်းချောက်ငွေညှင့်မှုဓမြမှုဖြက်စီမှုမိတိုက်မှုပုံကျဲမှုလက်နဲ့ကြီးနဲ့ထုဖြက်မှုမတိမ့်မှုလိန်ပိုင်းဆိုင်ရာစော်ကားမှုမျိုးစုံပြောင်းလဲပြောင်းညှက်တခိုးကလူဟစ်သူတော်ကောင်းယောင်ဟန်ဆောင်မဟုတ်တန်တရားပြောအပင်းထဲစိတ်ကြွဆေးတွေထုတ်လုံဖြန့်ချီတိုက်ကျွေးခွေးစိတ်ဖန်တီသူတော်စင်တွေပြစ်မှားကျေးစုကန်းအလုံးကိုနီးမျိုးစုံနဲ့စိတ်ဆင်းရဲကိုဆင်းရဲဖြစ်အောင်မပြတ်အားထုတ်တပြည်လုံးသွေးစိမ်လွှမ်းအောင်လုပ်မှုတွေက မြေတုရေတုကပါတောက်မခံနိုင်တော့အောင်လေးလံလာလို့ဒီငလျင်ကဖြစ်ပေါ်လာရတာဒါတောင်တတိတံဝေကမရဘဲငလျင်တန်ခံရတဲ့ကြားတဲ့ဘုံကျဲကလည်းမပြလေးတရေတွေဟာဘဲစိတ်တက်နေတာကိုလုံနိုင်နေကြပါလေတတက်လုံးအဲ့ဒီစိတ်မျိုးဖြစ်အောင်အပင်းထက်လောက်ကြံထားတဲ့တက်စိတ်ပုံစံကြီးကခဏဒီတိုင်းပြည်ကြီးကိုပြပုံဖော်ပြနေကြတာလေသွေးရောင်ချယ်နေကြတာလေရီမောတန်ရှင်ပြတန် ကလေးငယ်တွေရဲ့မြူးကြွာတံတွေပျောက်ပြီးငိုကြွေးတံတက်ခေါက်တံအန်ကျိတ်တံကျုံဝါတံတွေပဲအဆက်မပြတ်ဖြစ်ပေါ်နေတော့တာလေရည်သူ လေးခဏီတော်လန်သူပေါင်းဘေးရန်ကင်းကြပါစေကျွန်တော်လွတ်လာနေဦးပါ